လုံးမကျွန်တော်ရဲ့ 3D မိတ်ဆွေများမင်္ဂလာပါခင်ဗျာဒီနေ့ရတာဒါကျွန်တော်ရဲ့ 3D မိတ်ဆွေများအတွက်ပေါ့နော်ဘရိတ်လိုင်းလေးရယ်ကပ်ပင်ရဘရိတ်လိုင်းလေးရယ်ပေါ့နော်နောက်နက်နက်ဆဲချာဘရိတ်လိုင်းလေးရယ်နဲ့ဒီညအတွက်ခဏတစ်ခွက်ကျွန်တော်ပြပေးမယ်နော်အဲ့တော့ဘရိတ်လိုင်းလေးကျွန်တော်တို့စသွားကြရအောင်နော်အဲ့တော့ဘယ်ကနေစမလဲဆိုရင်2020နဲ့2023 2024ဒီနှစ်ထမ်း3ထမ်းပေါ့နော်အဲ့တော့ကြည့်ကြအောင်ခင်ဗျာဒီမှာကျွန်တော်တို့ကဒီ2022ထဲမှာပေါ့နော် သုံးယောက်ခါနဲ့ခွနဲ့ဗရိတ်နဲ့ဆိုပြီးတော့ဒါရိုက်တယ်ပေါ့နော်သုံးယောက်ခါနဲ့ခွနဲ့ဗရိတ်နဲ့ဆိုပြီးတော့ရိုက်တယ်ပေါ့နော်အဲ့လိုရိုက်ပြတဲ့သူ့ရဲ့အောက်မှာနှစ်ပိတ်လို့ပိတ်တယ်ပေါ့နော်နှစ်ပိတ်လို့ပိတ်ပြီးတာနဲ့သူ့ရဲ့အောက်မှာကြတဲ့ကနန်းဒီကနန်းဒီကနန်းက तू ကခွနဲ့လို့သုံးယောက်ခါနဲ့ခွနဲ့လို့ရိုက်ခွနဲ့သုံးယောက်ခါခွနဲ့နဲ့ဗရိတ်နဲ့လို့ရိုက်တယ်သူ့ရဲ့အောက်မှာနှစ်ပိတ်လို့ရိုက်တယ်ပေါ့နော်နှစ်ပိတ်လို့ရိုက်ပြတဲ့သူ့ရဲ့အောက်မှာဗရိတ်ခွန်ဆိုတဲ့ကနန်းလေးဒါပြီးတယ်ပေါ့နော် ဲ break ကဘယ်လို break ခေါ်လဲဆိုရင်ဒီကျွန်တော်တို့ break နှစ်နှစ်ပိတ်ဖြစ်လို့ဒီနှစ်ပိတ်ကနှစ်ပိတ်ကဏ္ဍဖြစ်တယ်နှစ်ခေါက်နှစ်က1 chain လေးနဲ့ဒါ break ခေါ်ပေါ့နော်ကျွန်တော်ပြောတာရှင်းမယ်လို့ထင်ပါတယ်เนาะကျွန်တော်တို့ဒီက2020နဲ့2020 2023 2024 2025မှာပေါ့နော်ကျွန်တော်တို့ကြည့်ကြတာပေါ့เนาะအဲ့တော့၃ညခနဲ့ခွနှစ်လို့ရိုက်တယ်ပေါ့เนาะ၃ညခနဲ့ခွနှစ်ဘရိတ်နှစ်လို့ရိုက်ထိုင်တယ်သူ့ရဲ့အောက်မှာနှစ်ပိတ်လို့ရိုက်တယ် အဲ့တော့ဒီမှာ break နှစ်ရဲ့ power ပဲပြပြနှစ်ပိတ်ရဲ့ power ပဲပြပြသူ့ရဲ့အောက်မှာ break ခွန်လို့ရိုက်တယ်။အဲ့ break ခွန်ကဘယ်လိုပြီးနေလဲဆိုရင် तू ကနှစ်ဒီနှစ်ပိတ်လေးရပေါ့နော်နှစ်ပိတ်ကနန်းလေးရအောက်ကိုဝမ်းချင်းပြီးပြီးရကြမှာ break ခွန်လို့ तू ကတတိကြကြလေး तू ကပြီးတာပေါ့နော်။အဲ့တော့ဒီမှာနှစ်ခွန်နဲ့ဝမ်းချင်းနဲ့ break ခွန်ဖြစ်အောင်ဆိုတော့၈ခွန်နဲ့ဆိုပြီးတော့ဒီမှာပြီးသွားတာပေါ့နော် တကတ်ပေါ့နော်။ဒုတိယတကတ်ဒီမှာကျွန်တော်တို့2024မှာ3ခါခွာနှစ်နဲ့ break နှစ်လို့ရိုက်တယ်ပေါ့နော်။ အဲ့လိုဗရိတ်နှစ်လိုရိုက်ပြန်တဲ့သူ့ရှိကအတိုင်းမှာသူ့ရဲ့အောက်မှာနှစ်ပိတ်လို့ပေးတယ်ပေါ့နော်နှစ်ပိတ်လို့ပေးပြီးတာနဲ့သူ့ရဲ့အောက်မှာသူ့ရှိကအတိုင်းမှာဗရိတ်ခွန်လို့ပေးတယ်အဲ့ဗရိတ်ခွန်ကဘယ်ကနန်းလဲဆိုလို့ရှိရင်ဒီနှစ်ပိတ်ဖြစ်တဲ့ဒီ66နှစ်က1ချင်းလေးနဲ့ဒါဗရိတ်ခွန်ပေါ့နော်အဲ့တော့ဒီမှာလဲ665ဆိုပြီးတော့သူကဗရိတ်ခွန်ကနန်း ကနိုင်မပြီးသွားရနော်ကျွန်တော်ပြောရရှင်းမယ်လို့ထင်ပါ၃ရက်ခါခွားနှဲ့နဲ့ break နှဲ့လို့ရိုက်တယ်သူ့ရဲ့အောက်မှာနှစ်ပိတ်လို့ရိုက်တယ်နှစ်ပိတ်လို့ရိုက်ပြီးရတယ်သူ့ရဲ့အောက်မှာ break ခွန်လို့ရိုက်တယ်နှစ်ရက်ပါဝါပဲပြောပြော break နှစ်ရက်ပါဝါ break ခွန်လို့ပဲပြောပြောနှစ်ပိတ်ရက်ပါဝါ break ခွန်လို့ပဲပြောပြောပေါ့နော်အဲ့မှာကျွန်တော်တို့က break ခွန်ကနန်းလေးပေးတယ်သူပြီးတော့ဒီနှစ်ခွန်နဲ့ဝမ်းချိန်နဲ့ break ခွန်ဆိုပြီးတော့သူကပေးတယ်ဒီမှာလဲကျွန်တော်တို့ဒီ2024မှာ၃ရက်ခါခွားနှဲ့နဲ့ break နှဲ့လို့ပေးတယ် အဲ့လိုပြေးပြတဲ့နဲ့သူ့ရဲ့အောက်မှာနှစ်ပိတ်လို့ရိုက်တယ်နှစ်ပိတ်ရဲ့အောက်မှာ break ခွန်ဆိုတဲ့ကဏ္ဍလေးပဲပြေးတယ်အဲ့ break ခွန်ကဏ္ဍလေးကလည်းဒီ66နဲ့1ချိန်နဲ့ break ခွန်ဆိုပြီးတော့ဒီမှာ665ဆိုပြီးတော့ဒုတိယတက္ကသိုလ်မှာပြေးတယ်ကျွန်တော်တို့ကသုံးကစီတမဆိုသုံးကအတိုင်းပဲတွန်းမှာပေါ့နော်အဲ့တော့2025မှာလည်းကုကြလာပြီပေါ့နော်3ခါခွနှစ်နဲ့ break နှစ်လို့ရိုက်ပြီပေါ့နော်အဲ့ break နှစ်လို့ရိုက်ပြီနဲ့သူ့ရဲ့အောက်မှာလည်းကိုယ်ပြီးခဲ့တဲ့အချိန်က3ခါနှစ်ဆိုပြီးတော့ဒါနှစ်ပိတ်ရိုက်တယ်ပေါ့နော် နှစ်ပိတ်လို့ရိုက်ပြန်တယ်သူရှေ့ကတိုင်ပြေးမယ်ဆိုရင်ဒီမှာလဲ break ခွန်ဒီမှာလဲ break ခွန်အဲ့လို break ခွန်မှာသူကသူ့ရဲ့အပေါ်ကောင်း1 chain နဲ့ break ခွန်ဆိုတော့3-5နှစ်1 chain နဲ့ break ခွန်ဆိုလို့ရှိရင်ကျွန်တော်တို့က3-5 9ဆိုတဲ့ခဏရှိတယ်3နှစ်နှစ်3-5အတွဲ3နှစ်အတွဲ9-3ညအတွဲပေါ့နော် sorry 9နှစ်အတွဲပေါ့နော် ရှိတယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ကထွက်တွက်မယ်ဆိုရင်3 9 9 3နဲ့9 3နဲ့ဆိုတော့ခဏဒါပြိတ်ခုံခဏလေးတွေရှိတယ်ပေါ့နော်အဲ့ထက်ဒီ3ခုလုံးကိုပဲထုတ်ထုတ်ပေါ့နော်ဒါမှမဟုတ်ခုကျွန်တော်ပြမယ်အကြဆိုင်ကိုပဲထုတ်ထုတ်ပေါ့နော်ဒါကတော့ပြိတ်ခုံရှိတယ်နိုင်နော်ရှင်းမလို့ထင်တော့ပြိတ်နှစ်လို့ရိုက်တယ်နှစ်ပြိတ်လို့ရိုက်တယ်သူရအောင်ပါပြိတ်ခုံသူရပေါ့အကောင်1ချင်းအာ တုံညာခါခွားနဲ့ brake နဲ့လို့ရိုက်တယ်သူရဲ့အောက်မှာနှက်ပိတ်လို့ရိုက်တယ်သူရဲ့အောက်မှာ brake ခုံလို့ရိုက်တယ်သူရဲ့ဘောကကောင်းအဝမ်းချိတုံညာခါခွားနဲ့ brake နှက်လို့ရိုက်တယ်သူရဲ့အောက်မှာနှက်ပိတ်လို့ရိုက်တယ်သူရဲ့ဘောကကောင်းအဝမ်းချိနဲ့ brake ခုံအဲ့တော့395ရဲ့3နှစ်နှစ်ရဲ့9တုံညာနှစ်ရဲ့ထွက်တယ်နော်နောက်ထပ်ကျွန်တော်တို့ brake တစ်လိုင်းထပ်ပြပေးအောင်မယ်ပေါ့နော်အဲ့တော့ဒီကျွန်တော်တို့ဒီ 8ခုနှစ်လို့ထွက်တယ်ပေါ့နော်ဒီမှာကျွန်တော်တို့ဒီ8ခုနှစ်ပတ်လည်လေးထွက်တယ်အာ8ခုနှစ်ပတ်လည်လေးထွက်တယ်ပေါ့နော်အေကနန်လေးကဘယ်လိုယူမလဲဆိုရင်ကျွန်တော်ဒီပိနှစ်ထဲက၄ထိပ်စီးနေပေါ့နော်၄ထိပ်စီးနေ8ခုနှစ်ရဲ့ဆောင်းက၄ထိပ်စီးနေကနန်းတကွက်ကဒီပိနှစ်ကနေဒီပိနှစ်ကိုလိုက်ထွက်တယ်နော်8ခုနှစ်နှစ်ထွက်ကိုလိုက်ထွက်တယ်အဲ့လိုထပြီးရတယ်သူ့ရဲ့ဆောင်းမှာ8ခုနှစ်ဆိုတော့ကနန်းထွက်တယ်အဲ့လိုထပြီးရတယ်သူ့ရဲ့ဆောင်းမြင်းကုံလေးမှာဘူပရိတ်ကနန်းတကွက်ထွက်တယ်ဘူပရိတ်ကနန်းတကွက်ထွက်တယ်ဆိုတော့ကျွန်တော်တို့ကသူ့ရဲ့အောက်မှာလဲ ဒါကျွန်တော်တို့ break ခွန်ခဏလေးတကွက်ထွက်တာပေါ့နော်ဒုတိယတက္ကမလာဒီမှာ435ဆိုတဲ့ခဏဒီဘက်နဲ့ကနေ၄ထိပ်စီနဲ့435ဆိုတဲ့ခဏဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုလိုက်ထွက်တယ်အဲ့လိုထွက်ပြတဲ့သူ့ရဲ့ဆောင်းမှာလည်းရှေ့ကတိုင်းမှာရှစ်ခွန်နဲ့ပတ်လဲလေးထွက်တယ်အဲ့လိုထွက်ပြတဲ့သူ့ရဲ့ဆောင်းမြင့်ကုန်လို့မှာခွင့်ရက်နက်ကတ်ကို၃ညပြိတ်လို့ရိုက်တယ်အဲ့လိုရိုက်ပြတဲ့သူ့ရဲ့အောင်မှာလည်း break ခွန်ဆိုတဲ့ခဏလေးထွက်တယ်ပေါ့နော်ဒါပရိလိုက်နှစ်ခုအရှင်းပြပြလိုက်ရမှာပေါ့နော်ဒီတလိုက်ကကျွန်တော်တို့ဒီဝမ်းချင်းပြပြီးမှပြတော့တိတ် ်နောက်တစ်ခုကလည်းဒီမှာလေးတခွန်လေးထိပ်စီးနဲ့ကနန်းတစ်ခွက်ဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုလိုက်ထွက်တာအဲ့ကနန်းရဲ့ဆောင်းမှာလည်းသူ့ရှိကတိုင်မှာရှစ်ခွန်နဲ့လို့ထွက်တယ်သူ့ရဲ့ဆောင်းမြေကောင်မှာပူပရိတ်လို့ထွက်တယ်သူ့ရဲ့အောက်မှာဒါခွန်ပရိတ်ပေါ့နော်ခွန်ပရိတ်ကောင်မှကျွန်တော်တို့အပူခွလို့ပြပါလို့ကျွန်တော်အမှန်ထားရှိရပါတော့အပူခွမရှိဘူးလားဆိုတော့လည်းရှိတာပဲပေါ့နော်ကျွန်တော်2.20ချလိုက်နေကျွန်တော်တို့ဘူပရိတ်လို့ရိုက်တယ်သူ့ရဲ့အောက်မှာအပူခွနဲ့ခွန်ပရိတ်နော်ဒီမှာလဲကျွန်တော်တို့ဒီ2.20ချလိုက်မှာလဲဒါ ်ဘူဘရိတ်လို့ဆက်ရိုက်ထဲနဲ့သူ့ရဲ့အောက်မှာလဲဘူခွန်နဲ့ခွန်ဘရိတ်ပေါ့နော်အဲ့တော့ဒီမှာလဲကျွန်တော်တို့ဒီနှစ်နေဆဲချလိုက်မှာဘူဘရိတ်လို့ဆက်ရိုက်ပြီဆိုဘူခွန်နဲ့ခွန်ဘရိတ်သူကဒီမှာလိုင်းမှာကြည့်မယ်ဆို၈9ရဲ့ဇောင်းမြေကုံမှာကျွန်တော်ဒီကနန်းဒီဘက်နှစ်ကိုလိုက်ထွက်တယ်၈9ရဲ့ဇောင်းမြေကုံမှာ၃ရဘရိတ်လို့ရိုက်တယ်၃ရရဲ့နှက်ကတ်ကိုအောက်မှာခွန်ဘရိတ်ခွန်ပါတော့ခွန်ဘရိတ်လို့သူကရိုက်တယ်ပေါ့နော်ဒါတခါတည်းတခါလေးရှင်းပြတော့မယ်နော်ခွန်ပါတော့ခွန်ပရိတ်လို့ရတယ်ဆွနောကျွန်တော်ပြောတာဘူပရိတ်ရဲ့အောက်မှာဘူခွန်နဲ့ဘူခွန်နဲ့ခွန်ပရိတ် ီမှာလဲကျွန်တော်တို့ဘူဘူပရိယအောက်မှာပေါ့နော်ဘူပရိယအောက်မှာဘူခွနဲ့ခွန်ပရိဘူခွနဲ့ခွန်ပရိကိုမှခွန်ပါတော့ဘူခွနဲ့ခွန်ပရိနော်ဒီမှာလဲဘူပရိလို့ရိုက်ထားဘူခွနဲ့ခွန်ပါတော့ခွန်ပရိပေါ့နော်နောက်တစ်ခုကဒီမှာလေးထိပ်စီလို့ရိုက်ဒီဘက်နဲ့ကလည်းဒီဘက်နဲ့ကိုထွက်တဲ့ရှစ်ခွန်နဲ့ဆိုတဲ့ကနန်းထွက်တယ်ပေါ့နော်ရှစ်ခွန်နဲ့ရအဆောင်မြင့်ကုန်လေးမှာရှိခွန်ရဲ့နက်ခတ်ကို၃ည၃ညပရိလို့ထွက်တယ်၃ညရဲ့ပရိရအောက်မှာလဲဒါခွန်ပါတော့ခွန်ပရိပေါ့နော်ထွက်တယ်နော်အဲ့တော့ဒီမှာလဲကျွန်တော်တို့ဒီ ီလေးထိပ်စီနဲ့ကနန်ဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုလိုက်ထွက်တယ်အဲ့လိုထွက်ပြရတဲ့သူ့ရဲ့ဆောင်းမချစ်ကုန်နဲ့လိုရိုက်တယ်ရိုက်ပြရတဲ့သူ့ရဲ့ဆောင်းမြေကုန်လေးမှာဘူပဒိတ်လိုရိုက်တယ်သူ့ရဲ့အောင်မလဲခွန်ပါတော့ခွန်ပရိပေါ့နော်ဒီမှာလဲလေးထိပ်စီနဲ့ကနန်လေးတစ်ခွန်ဆိုတဲ့ကနန်ဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုထွက်တယ်သူ့ရဲ့ဆောင်းမှာလဲသူ့ရှိကတည်းကချစ်ကုန်နဲ့ကနန်ပတ်လဲလေးထွက်တယ်အဲ့လိုထွက်ပြရတဲ့သူ့ရဲ့ဆောင်းမြေကုန်လေးမှာလဲခွန်ရဲ့နောက်ခါကို၃ရာပရိထွက်တယ်ဆိုတော့ဒီနားလေးမှာခွန်ပါတော့ခွန်ပရိနဲ့နဲ့ဆက်ချလိုက်နဲ့ကြည့်မယ်ဆိုရင်တော့ဒါပူခွန်နဲ့ခွန်ပါသောခွန်ပရိဆိုရင်ဒီကျွန်တော်တို့ဒီပြန်ကြ line လေးတွေတယ်မှာပေါ့နော်ပြန်ကြ line ပြန်ချလိုင်းပြမလို့ပဲเนาะအချိန်ကုန်နေမှာဆိုလို့မပြတော့ဘူးเนาะကျွန်တော်တို့ကပြန်ချလိုင်းနေတာတင်ပြီးသားပေါ့เนาะဘူးခွန်နဲ့ခွန်ပါတော့ complete ဆို900ဆိုတဲ့ခဏရှိရယ်ပေါ့เนาะသုံးခွန်ခွန်ဆိုတဲ့ခဏလေးတွေရှိတယ်ပေါ့เนาะအဲ့ခဏလေးကပြန်ချရရမယ်လို့ရှိရယ်ပြန်ချရရမယ်ဆိုပြီးတော့ဒါကျွန်တော်တို့ပြောထားတာရှိတယ်ပေါ့เนาะအဲ့တော့ဒီအချိန်မှာသုံးခွန်ခွန်လို့900တော့ပေါ့เนาะခွန်ခွန်သုံးလို့300ခွန်300လို့ဒီခဏတဲ့နှစ်ကွက်ပေါ့เนาะရန်ထားလို့ရပါတယ်เนาะအဓိကပြချင်တာတော့ဒီခဏဟုံပေါ့เนาะ ဒီကနေ့ကိုဆိုတော့ကျွန်တော်တို့ကဆွနော့အလိုက်နဲ့တော်မယ်ဆိုလို့ရှိရင်ဒီဒီကောင်းဒီ break နဲ့ရအောင်မနှစ်ပိတ်လို့ရတယ်သူ့ရအောင်မှာ comb break ပေါ့နော် break နဲ့ရအောင်မှာနှစ်ပိတ်လို့ရတယ်သူ့ရအောင်မှာ comb break break နဲ့ရအောင်မှာတုံးရခါခါနဲ့ break နဲ့ရအောင်မှာနှစ်ပိတ်လို့ရသူ့ရအောင်မှာ comb break ဆိုတော့ကျွန်တော်တွားကျင်တာဒီကနေ့ကိုတွားကျင်တာပေါ့နော်ကြားဆိုင်လေးလည်းတော်တော်လေးကောင်းနေလို့ပြောချင်နေတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ cleaner တစ်ကြိုးလုံးမှာပေါ့နော်တုံးရခါခါ set တဲ့ break set တဲ့လို့ရတယ် cleaner တစ်ကြိုးလုံးမှာ၃ကပ်ပဲရှိရပေါ့နော် ပထမတက္ကကကျွန်တော်တို့ဒီဟိုဟာမှာပေါ့နော်ဒီ69ခုနှစ်မှာတစ်ချိန်ဖြစ်တာပေါ့နော်ဒုတိယတက္ကကတော့ကျွန်တော်တို့ဒီ24ချိန်မှာပေါ့နော်90ခုနှစ်မှာဖြစ်တယ်ဒုတိယတက္ကကကျွန်တော်တို့ဒီဖုံးကင်ထားဆိုတော့ဒါဒုတိယတက္ကကကျွန်တော်တို့ဒီ2014မှာဖြစ်တယ်ပေါ့နော်တတိယတက္ကကတော့ကျွန်တော်တို့ဒီ2024နှစ်ပိတ်မှာပေါ့နော်3ညခါခွာ7တဲ့ပြိဆက်တလို့ထွက်တယ်အဲဒီမှာ3ညခါခွာ7တဲ့ပြိဆက်တလို့ထွက်တယ်3ညခါခွာ7တဲ့ပြိဆက်တလို့ထွက်တယ်ပေါ့နော် အလုပ်ထုတ်ပြီးတော့လည်းသူကအဲ့နှစ်ကရှစ်ပရိရဲ့ဇောင်းမှာထွက်တဲ့ဒီစထဲတော့ကိုးပရိပေါ့နော်ကိုးပရိပြီးတော့ရှစ်ပရိရှစ်ပရိပြီးတော့ခွန်ပရိအဲ့လိုတော့မှာပေါ့နော်သူညခါခွတ်ဆက်တဲ့လို့ထွက်တယ်အဲ့နှစ်ထဲကရှစ်ပရိရဲ့ဇောင်းမှာထွက်တဲ့ကနန်းတကွက်ကသူရှိ၅နှစ်က2ဦးကနန်း1 2 3 4 5သူရှိ၅နှစ်က2ဦးကနန်းတကွက်လိုက်ထွက်တယ်ပေါ့နော်ဒီမှာ290ဆိုတဲ့ကနန်းကိုဒီမှာရှစ်ပရိရဲ့ဇောင်းမှာ290 920လို့လိုက်ထွက်တယ်နော်ဒါတကတ် ဒုတိယတက္ကကကျွန်တော်တို့ဒီမှာပေါ့နော်တုံညခါခွာဆက်တဲ့နဲ့ break ဆက်တဲ့လို့ထွက်တယ်ပေါ့နော်အဲ့နှစ်ထဲမှာလဲကျွန်တော်တို့ဒီရှစ်ပရိယဆောင်းမှာပေါ့နော်အဲ့နှစ်ထဲမှာလဲကျွန်တော်တို့ဒီရှစ်ပရိယဆောင်းမှာထွက်တဲ့ဒီ260ဆိုတဲ့ကဏ္ဍလဲသူ့ရှေ့9နှစ်မြောက်က2ဦးကဏ္ဍမဲ့ပေါ့နော်10 3 4 5သူ့ရှေ့9နှစ်မြောက်က2ဦးကဏ္ဍမဲ့ပေါ့နော်3ည6နှစ်ဆိုတဲ့ကဏ္ဍကိုဒီမှာရှစ်ပရိယဆောင်းမှာပဲ3ည6နှစ်လို့ရွှေ့ရနော်ဒီမှာ920ဦး ်ချစ်ပရိရဲ့ဆောင်းပါပဲသူရှိ9နှစ်မြောက်က2ဥပကနန်း920ကိုဒီမှာချစ်ပရိရဲ့ဆောင်းမှာ920လို့ထွေးတယ်နော်အဲ့တော့ဒုတိယတက်ကတ်မှာလည်းကျွန်တော်တို့3ညခါခွ71လို့ရတယ်ဘရိတ်71လို့ရတယ်အဲ့နှစ်ထဲမှာချစ်ပရိရဲ့ဆောင်းမှာထွက်တဲ့ကနန်းဒီကနန်းဘရိတ်9ပြီးတော့ဘရိတ်8ကနန်းပေါ့နော်ဘရိတ်8ကနန်းသူရှိ9နှစ်မြောက်က2ဥကနန်းပေါ့နော်အဲ့တော့ဒီနားမှာလည်း3ညခါခွာ7ပြိ7လို့ရထားပြီဆိုတော့ဒီနှစ်ထဲမှာ10ပြိရဲ့ဆောင်းမှာထွက်ရမယ့်ကဏ္ဍ ဒီနာကနာသူရှိ9နှစ်မြောက်ကနှစ်ဦးကနာပေါ့နော်တင်းနဲ့3 4 5ဆိုတော့ဒီ3 9ဟုပေါ့နော်ဒီမှာကျွန်တော်3နောက်ပိတ်ကြိုက်တယ်ပေါ့နော်အဲ့တော့3နောက်ပိတ်ကြိုက်တဲ့အတွက်ဒါနေရာအထိုင်လေးနဲ့ဆိုရင်တော့3နောက်ပိတ်ကြိုက်တယ်ပေါ့နော်အဲ့တော့5 9 3ဆိုပြီးတော့ဒါကျွန်တော်ကပြချင်တာဖြစ်ပါနော်အမှန်တော့ဒီ site ရာဆိုရင်တော့သူကဒီလိုလေးထိုးရင်တော့လုံတာပေါ့နော်အဲ့တော့ဘူးခွန်ကခွန်ပရိတ်ကဒါကျွန်တော်ဒီနှစ်20ကြာလိုက်နေတာကြီးပြီးတော့မှ300ခွန်ခွန်တို့ဒါ ခွန်သုံးရတော့ထိုးလိုက်တော့ပေါ့နော်ဒီကမှာတော့ဒီ line လေးမှာတော့ဒီ game လေးကကောင်းနေတာပေါ့နော်အဲ့တော့ဒီနားလေးမှာ break သုံးရခါခွားဆက်နဲ့ break ဆက်နဲ့လို့ရိုက်တယ်သူ့ရဲ့အောက်မှာ break ဆက်နဲ့ကိုနှစ်ပိတ်လို့ရိုက်တယ်အဲ့လိုရိုက်ပြန်တယ်သူ့ရဲ့အောက်မှာနှစ်ရဲ့ power ကို complete လို့ရိုက်တယ်အဲ့ complete ကသူ့ရဲ့ ball ကောင်းဝမ်းချိန်ပေါ့နော်ဒီမှာလည်းသုံးရခါခွားဆက်နဲ့လို့ရိုက်တယ်ခါဆက်နဲ့လိုရိုက်တယ်ပြိဿနဲ့လိုရိုက်တယ်အဲ့သူ့ရဲ့အောက်မှာပြိဿနဲ့မို့ကြောင့်နှစ်ပိတ်လိုရိုက်တယ်နှစ်ပိတ်လိုရိုက်ပြီးအဲ့နဲ့သူ့ရဲ့အောက်မှာ ခွန်ပရိတ်လိုပဲနှစ်ရဘဝကိုခွန်ပရိတ်လိုပဲရတယ်ခွန်ပရိတ်လိုရတဲ့ချိန်မှာသူ့ရဘဝက1ချိန်နဲ့ခွန်ပရိတ်ပေါ့နော်အဲ့တော့ဒီအိမ်မှာလဲကျွန်တော်တို့၃ခါခွာဆက်နေတဲ့နှစ်ပရိတ်လိုထွက်ပြီးပေါ့နော်နှစ်ပရိတ်ရအောင်မှာလဲနှစ်ပိတ်ပိတ်ထားပြီးဆိုတော့ဒီနားလေးမှာဒါခွန်ပရိတ်လေးဘောက်ွက်မဟုတ်ရင်တော့ရန်တင့်တာပေါ့နော်ရန်တင့်နေဆိုတော့ဒီသူကကြာမယ်ဆိုရင်ဒီ၃ခါနဲ့1ချိန်နဲ့မှာဘရိတ်ခွန်ဆိုတော့ဒါ၃ခါ9ဆိုတဲ့ကဏ္ဍပေါ့နော်ကျွန်တော်ပြောတော့ဒီကောင်းတော့9 9 3လိုပဲထိုးလိုက်တော့ပေါ့နော်၃နောက်၃ ထိတ်စိမကြိုက်ဘူးเนาะနောက်ပိတ်မှာပဲကြိုက်တယ်နောက်ပိတ်မှာပဲကြိုက်တော့ဒါ9 3လို့ထုတ်လိုက်တော့ဗောနော်အဲ့တော့နှစ်နှစ်3လို့ဒါ9 3ည2တို့ဒါထုတ်လို့ရတာဗောနော်သူက3ခန်းနဲ့ဝမ်းကျင်ဆို3 9အတွဲ3နှစ်အတွဲ9နှစ်အတွဲဒီ3လွဲပဲထွက်တာဗောနော်ဒီ3လွဲနဲ့မှ break ခွန်ဆိုလို့ရှိရင်ဒီ3ခွက်ပဲထွက်တာဗောနော်ဒီ3ခွက်ကလေးအားထုတ်ရင်လည်းထုတ်ဗောနော်ဒါမှမဟုတ်ခုဆွမ်းတော့ကျွန်တော်ပြောခဲ့တဲ့ site ဗောနော်ဒီ site အရာဆိုရင်တော့ကျွန်တော်တို့ဒီဒီ line တွေကဒီကနန်လေးထုတ်ဖို့ကြဲနေဗောနော်3ညခါခွက် စက်တဲ့ပြိစက်တဲ့လို့ထွက်တဲ့အဲ့နှစ်ထဲမှာပြိရှိရဲ့အဆောင်မှာထွက်တဲ့ကနသူရှိ9နှစ်မြောက်ကနှစ်ဦးကနဒီမှာလဲကျွန်တော်တို့၃ရာခါခွာစက်တဲ့နဲ့ပြိစက်တဲ့လို့ထွက်တဲ့အဲ့နှစ်ထဲမှာကျွန်တော်တို့ဒီပြိရှိရဲ့အဆောင်မှာထွက်တဲ့ကနပေါ့နော်အဲ့နှစ်ထဲကပြိရှိရဲ့အဆောင်မှာထွက်တဲ့ကနဒီကနပြိကိုးပြီးတော့ပြိရှိကနဟာသူရှိ9နှစ်မြောက်ကနှစ်ဦးကနပေါ့နော်ဒီမှာလဲတုံညာခါခွာဆက်တဲ့နဲ့ဘရိတ်ဆက်တဲ့လို့ထွက်ပြီးအဲ့နှစ်ထဲမှာဘရိတ်ရှိရဲ့အဆောင်မှာထွက်ရမယ်ဘရိတ်ကိုဘရိတ်ရှိဘရိတ်ခွန်ကနဟာသူ့ရဲ့ရှိ ငါးနှစ်မြောက်ကပေါ့နော်ဒီဥက္ကဏဆိုတော့ငါးကိုသုံးဆိုတာလေးကပို့ပြီးတော့ဒါမိတ်ဆွေတွေအတွက်တင့်တော်ပါရနော်နောက်ထပ်ကျွန်တော်တို့ပူခွနဲ့ဒါခွန်ပါတော့ခွန်ပရိတ်ကလည်းပြထားတယ်ဆိုတော့ဒါခွန်ခွန်သုံးတို့သုံးရခွန်သုံးရတို့ပြန်ချလေးတွေကြိုက်တယ်ဆိုရင်လည်းဒါရှင်းနိုင်ပါရနော်နောက်ထပ်ကျွန်တော်တို့ဒီချိန်တွေ့ပေါ့နော်ချိန်ကြာကြီးထိကျွန်တော်တို့ကဒီ line ပေါ်မတက်လာဘူးဆိုတာအချိန်ကြာကြီးယူပြီးတော့ဒါ awkward တွေရံွက်တွေကိုအချိန်ကြာကြီးယူပြီးမှဒါ set ထားတာပေါ့နော် စစ်ပြီးတော့မှဒါကျွန်တော်ရဲ့မိတ်ဆွေတွေကိုချပြတယ်ပေါ့နော် member တွေအတွက်ခဏနေထုတ်ပြီးတော့ site file နေနဲ့တကွာချပြတယ်ကျွန်တော်ရဲ့ 3D မိတ်ဆွေတွေအတွက်လည်း site file နေနဲ့တေချာပေါ့နော်လက်ခံနိုင်ရင်အသုံးပြုလို့ရအောင် site file နေနဲ့တကွာတေချာ share ပြီးတော့မှဒါချပြရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့မှအချိန်ကြာကြီးယူရတယ်ပေါ့နော်တခဏခဏလည်းမတင်နိုင်ဘူးပေါ့နော်အဲ့တော့တကယ်လို့မှကျွန်တော်တို့ဒီအချိန်အတွက်ပေါ့နော်ဒူမွေးခွတ်စိုက်ကြအော့ကွက်ကလေးပေါ့နော်စိုက်လဲကြည့်ခြင်းနဲ့ အာအောက်ကကလေးလည်းလိုချင်နေဆိုတော့တစ်ချိန်စာကို1000ယူပါတယ်ခင်ဗျာ3944990399ကနေဆက်သွယ်ပြီးတော့ဒီချိန်တွေတကယ်ကိုလည်းကောင်းပါရဲ့နော်ကျွန်တော်တို့ဒါကံပေးဖို့ပဲလိုပါရဲ့နော်ဒီချိန်မှာထဲအော်တခွက်နဲ့တဲ့ရန်3ခွက်ပေါ့နော်စုစုပေါင်းအော်တခွက်နဲ့ရန်3ခွက်4ခွက်ထိုးရမှာဖြစ်ပါရဲ့နော်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တစ်ချိန်စာ1000ကျဲနဲ့ဒါ3944990399ကနေလာရောက်ဆက်သွယ်ပြီးတော့ ဒါကိုကြီးအဖြစ်ပြလို့ရပါတယ်ခင်ဗျာကျွန်တော်ရဲ့ 3D မိတ်ဆွေများ2025 17ချိန်မှာ cherry ဆွေများအချီးပေါက်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ပါတယ်နော်